နေကြီးရဲ့ဟိုဖသာစကားတင်တဲ့အကြောင်းမှာတော့လူသက်ခံရတာဘာလို့လဲတစ်ခေါက်တော့ရှိဘူးတာပေါ့နော်အဲအဲ့လိုမျိုးကိစ္စတော့ဘလို့ဖြစ်လဲတော့မသိဘူးလို့ညာဘက်စာစာကြည့်နေတဲ့အကောင်မလေးသက်ခံရတာပေါ့နော်တတ်သက်၁၀လောက်လားမသိဘူးအဲ့လိုမျိုးအဲ့လိုမျိုးတော့ရှိတယ်ဟိုနေကြီးကတော့ဒီကိုစိတ်ကိုပဲအများနဲ့ပြည့်စင်တာနေကြီးကိုရင်းလဲလေအဲ့လိုမျိုး ဟိုကိုဘဝမှာနောင်နာအဲရမယ်ကိစ္စမရှိအောင်နေရပေါ့နော်တကယ်လို့မမြန်ထွက်သွားရမယ်ဆိုလဲအေးစစ်လေးဟိုဘယ်ချိန်ဘယ်နေရာမဆိုအေးစစ်ထွက်သွားနိုင်အောင်လို့စိတ်ကိုယ်တော်မြဲအဲ့လိုလေးပဲထားထားလိုက်တယ်ဘယ်လိုမျိုးပါဟုတ် ီစုံမတ်ဆိုတဲ့ series လေးမှာတော့အများကြီးစုံပြကြရဲဒီနေ့ကြီးရဲ့ senior အတိုင်းအများကြီးလက်စုံနေပြီးတော့တမီးပေါ့နော်အဲဒီတမန်မျိုးမျိုးနဲ့ရိုက်ကူးခင်ရတဲ့အတွက်လည်းအရင်လည်းပြောရပါတော့နော်စုံကြရပါတော့အားလုံးဟုတ် ဒီကားမှာလေဟိုတော်တော်လေးဒါနေကြီးရှိမှာဆိုရင်နည်းနည်းပေါပေါပပလေးဖြစ်တယ်ဒီကားမှာကျတော့ serious လည်းဖြစ်တယ်အဲပြီးတော့ဒီကားရဲ့ဇလန်းပုံစံအရာကလည်းဒီဖြစ်တယ်ဖြစ်တဲ့အခါကျတော့ဒီ item ကိုလုတ်တဲ့အခါမှာအဲရီစာချစ်သူရီစာဆိုပေမဲ့လည်းရန်ဖြစ်တဲ့အချိန်ကျရင်စိတ်ကောက်ရင်စိတ်ကောက်လို့မျိုးပေါပေါပလေးလောရတဲ့လိုမျိုးပဲအခြားဒီ serious ဖြစ်တဲ့အချိန်မှာလည်းတေးချိုင်လောရတာပေါ့နော်အဲ့လိုအချိန်တွေမှာကိုကြီးကအများနဲ့နေကြီးကကိုကြီးနဲ့အများနဲ့နှစ်ယောက်တွေ့ဆင်းနေရအများရဲ့အခါကျတော့အများနဲ့ပူပြီးတော့တွေ့ပြီးပါတယ်ဟုတ် အဲအမတ်တရအနေနဲ့ကတော့ဒီကားမှာဆိုရင်နေကျဟိုချစ်သူကြီးစားတရားအောင်နေနေဆိုရင်နည်းနည်းလေးတဝင်းတို့တက်တယ်မိန်းကလေးတဘာဝပေါ့နော်ပြီးတော့ကိုကတထေးသမီးလေးဖြစ်တဲ့အတွက်အဲကိုမနာလိုတဲ့သူကို အအတန်ကြဲကြဲနဲ့អော်ပြီးတော့အပြောတာမျိုးမဟုတ်ပဲねဒီပညာတတ်မင်းကလေးတယောက်ကပြောတဲ့ပုံစံမျိုးလေးပေါ့เนาะဒီလိုမျိုးဖြစ်အောင်ဒါတွေ challenge လေးဖြစ်ခဲ့ပါရဲ့အဲ့ဒါလေးอ่ะဟုတ်အခုဒီ highlight ပြသွားတဲ့ video ဆိုရင်နေကြီးပထမအဦးဆုံးနေကြီးတို့အတားအကုန်လုံးတူတူကြည့်ခွင့်ရတာပေါ့เนาะဆိုတော့ကိုအကလည်းဒီတီးဖြတ်နေရအသေးစားလေးလုပ်နေရအဲနေကြီးကိုယ်တိုင်လည်းမသိဘူးဘသူကတကယ်တရခံလဲဆိုတော့နေကြီးတို့မသိဘူးပေါ့เนาะဆိုတော့อืม အဲထွက်လာတဲ့ခြေရလည်းပြိဿတွေလည်းစိတ်ဝင်စားမယ်လို့ထင်တယ်ဒါလေးကတော့အမှတ်တရပါเนาะနေကြီးနေကြီးတို့ကိုရိုင်းလည်းကိုဟွာကိုဘလို့တိ ਊ ဆောင်ခဲ့လဲဆိုတာအခုတိမကြည့်ရသေးဘူးတကယ်ပြတ်သားရဲ့နေကြတော့မှာပဲကိုကိုကိုဆက်မှုပွဲအဲအဖြေတိရမှာပေါ့เนาะဟုတ်ဒီနေကြီးလည်းအရင်တော့အရန်ကြိုက်တယ်ဒီလိုမျိုးတွေးတဲ့ ဟိုညကြီးဆိုရင်အဲ့လိုခွဲစိတ်တဲ့ကားရေးပါတယ်ဆိုလဲကိုယ့်ဘာကိုခေါက်ဆဲပြုတ်ထမင်းစားနေနဲ့စားနေတယ်အောင်ကြည်ရအမေဆိုရင်ဟဲ့ဒီဘလိုဖြစ်လို့အဲ့ဒါကြီးကြည်နေစားနိုင်တာလဲပေါ့နော်အဲ့လိုမျိုးပြောရထင်နေကြီးလည်းမျိုးကြိုက်တဲ့သူပါဆိုတော့ဒါကတော့လူလူတစ်ယောက်နဲ့တစ်ယောက်ကြီးပြင်းပုံချင်းနဲ့သူတွေးခေါ်ရပုံမဲမူတည်ရလို့ထင်ပါတယ်ဒီဒါကြီးရနဲ့တော့မဆိုင်လို့ထင်ပါတယ်ဒီလိုမျိုးကတော့နေရာတိုင်းမှာပေါ့နော်နိုင်ငံတကာမှာတော့အမှုကိစ္စဆိုတော့ရှိနေရပဲဒီလူတက်တယ်ဆိုရဲလူတက်တာပဲဖြစ်ဖြစ်ဟိုရန်ဖြစ်တာပဲဖြစ်ဖြစ်အဲတဘောလားမတိုက်ဆိုင်တာဖြစ်ဖြစ် အလကားနေပဲဝင်ထိုးရပြည်ဒါရတော့နိုင်ငံတကာမှာလည်းရှိနေကြတာပေါ့နော်တယောက်နဲ့တယောက် stress ကိုခံနိုင်တဲ့ပေါ်တော့မူတရားပေါ့နော် stress ကိုခံနိုင်တဲ့အားပေါ်မှာမူတရားပေါ့ပေါ့နေကြတော့ရုပ်ရှင်ဆိုရင်တော့ရုပ်ရှင်သဘောတရားအရတော့ကြည့်ရပေါ့နော်အပြင်မှာတော့နေကြရအဲ့လိုသေးတဲ့နေတော့မကြည့်ရအောင်ကြောက်တယ်အပြင်မှာဟုတ်ကလေးလေးတွေမထင်ရတဲ့ တာပြည့်ပဲဖြစ်တယ်တတိယခန်းဖြစ်နေတာစိုက်ကူပတ်လို့ဖြစ်နေတာဟုတ်ကဲ့ဟုတ်အဲ့ဒါလေးဟုတ်ဒါတော့ဒီကျတော့ကြိုပြီးတော့မှမမြင်ရတာကိုဘာဖြစ်မလဲဆိုတာလေအဲပြီးတော့ရုတ်တရက်အရန်ဆန်နေကိစ္စရမျိုးဆိုနေကြီးကိုမတက်နိုင်တဲ့ကိစ္စလည်းရှိရဆိုတော့လေဟိုနေကြီးကတော့ဒီကိုစိတ်ကိုပဲအများနဲ့ဖြစ်စင်းတာနေကြီးကိုရင်းလဲလေအလိုမျိုး ဟိုကိုဘဝမှာနောင်နာအဲရမယ်ကိစ္စမရှိအောင်နေရေပေါ့နော်တကယ်လို့မမြန်ထွက်သွားရမယ်ဆိုလဲအေးစစ်လေးဟိုဘယ်စိတ်ဘယ်နေရမဆို easy ထွက်သွားနိုင်အောင်လို့စိတ်ကိုရောအမြဲအဲ့လိုလေးပဲထားလာလိုက်တယ်ဘယ်လိုမှမပြောပါဘူးဟုတ်ကဲ့ကျောဆိုင်ကဘာတွေကြည့်လို့မှအဲ့လိုမျိုးဆိုင်ကိုစဉ်းစားထားတယ်ဆိုတော့စိတ်ဖြစ်တယ်ဆိုတော့ဖြစ်နိုင်လားကိုရင်ကျတော့ဒါတိဆောက်မှာဆိုတော့ဟာအဲ့တော့နေကြီးနေကြီးတရုတ်ဆောင်တယောက်အနေနဲ့ပြောရမယ်ဆိုတော့မဖြစ်နေကြီးကတော့မဖြစ်နိုင်ဘူးဆိုတော့နေကြီး ဓာကြီးတယုတ်ဆောင်ပြီးတော့အဲ့ဟာကြီးကိုမထုတ်နိုင်လို့အပြင်မှာလိုက်တက်နေရတော့ပါဆိုတာဒါမှဖြစ်နိုင်အောင်ဒီကျတော့အလုပ်ကိုအအလုပ်ပြီးသွားပြီဆိုရင်တော့ဖြတ်ချနိုင်အောင်ဒါ professional ဆန်အောင်လို့ပေါ့နော်အတက်နိုင်ဆုံးစူးစမ်းကြရဆိုတော့လေဟုတ်ဟိုနေကြီးတို့ကြီးပြင်းလာရခင်မှာဆိုရင်တော့ဟိုမိဘတွေကအဆုံးမကြရဲမိဘမဟုတ်လဲအအတိအတော်အကြီးတွေကနေပြီးတော့ဒါမလို့ရအောင်မိကိုကင်ပူတယ်ကကြီးကိုကင်ထိမိမယ်ဒါမျိုးပေါ့နော်ဒါပြောခဲ့ကြရဲခစ်ပေါ့နော်ဒီခစ်မှာကြတော့ဘာမှဟိုဒီမိကိုကကြီးတို့ထပ်ပို့ အနေများတဲ့ကိစ္စအများကြီးရှိလာပြီဆိုတော့အဲလူကြီးသူမတွေရဲ့ပြောစကားကိုလည်းနားထောင်ရမယ်ပြီးတော့ကိုကိုရိုင်းကလည်းဘလို့ကိုကိုကိုကာကွယ်ရမလဲဘလို့ကိစ္စရမျိုးဖြစ်လာတဲ့ခါကျရင်ဘလို့ရှောင်တက်ရမလဲဆိုတော့အဲအသိဉာဏ်ရှိအောင်အဲဉာဏ်ပညာ အကောင်းလို့ပေါ့နော်ကိုကိုကိုလည်းအများကြီးလိလာထားတင့်တယ်လို့လည်းနေချင်တာပေါ့နော်ဆိုတော့တင်းရောက်ကိုအာကိုကထက်ကိုဘသားကိုအာကိုပြီးတော့ကာကွယ်တာတော့ဒါဟိုသူများအာကိုကအချိန်ထက်ကိုဘကိုတစ်ခုဖြစ်လာပြီဆိုရင်ကာကွယ်ရမှာဆိုတော့လေကိုကိုကိုအရင်ဆုံးကာကွယ်ဖို့ပေါ့အဲ့ဒါလေးတွေကိုတင်ထားတင်တယ်ဟုတ် အနေကြီးရဲ့ဟိုဖာသာစကားတင်တဲ့အကြောင်းမှာတော့လူသက်ခံရတာဘာလို့လို့တစ်ခေါက်တော့ရှိဘူးတာပေါ့နော်အဲအဲ့လိုမျိုးကိစ္စတော့ဘလို့ဖြစ်လဲတော့မသိဘူးလို့ညာဘက်စာစာကြည့်နေနေအကောင်မလေးတက်ခံရတာပေါ့နော်တက်ခံဆယ်လောက်လားမသိဘူးအဲ့လိုမျိုးအဲ့လိုမျိုးတော့ရှိတယ်အဲအမောကိုရိုင်းတို့ကမနက်3-4နာရီဆိုတယ်ကျွန်တော်မသိဘူးပေါ့နော်အဲ့လိုမျိုးဟုတ်ကိစ္စရရတော့လို့ရှိရောရှိနေပါပဲဒါပေမဲ့ဟိုသူများကိစ္စဆိုတော့လေကိုကိုရိုင်းလည်းရုံးကန်ရမယ်အချိန်တွေယူမှရှိရတော့ပေါ့နော်အဲ့လိုပဲရှေ့ဆက်သွားနေရတာပေါ့အဲ့လိုမျိုးဟုတ် ဘယ်ကိစ္စမဆိုလက်ခံနိုင်တဲ့စိတ်ကလေးပဲနေကြီးရောထားထားရယ်အဲအဲအားကြောင့်မလို့လဲနေကြီးတည့်ရဲ့အတ္တီဆိုလဲတွေ့ရဲ့အချိန်မှာအကောင်းဆုံးဆက်ဆံလိုက်တယ်အဲအဲ့လိုပေါ့နော်ဟုတ်ဒီကားလေးကတော့နေကြီးရဲ့ series မှာနေကြီးကိုယ်တိုင်း ဟိုကိုပါတော့ကိုတရုတ်ဆောင်တာကိုပြန်ပြီးအမြင်ကြီးဆုံး series လေးလို့ပြောလို့ရတယ်။နေကြီးအဲဆံမိုးပွဲလဲဘယ်လိုအောင်လဲဆိုတာလဲနေကြီးကိုယ်လည်းသိကျင်တယ်လို့ပြိတက်တရားလဲဘယ်လိုမျိုးအဖြစ်ပေးမလဲဆိုတာလဲဒီအရန်စိတ်ဝင်စားရပေါ့နော်ဟုတ်ဒီကားမှာပေါင်ကွင်းရတဲ့အတွက်အော်ငါအရန်ကန်ကောင်းတယ် ငါ့ကိုတွဲခုတ်ပေးတဲ့ကိုကြီးထွန်းထွန်းတို့ရောကိုကြီးအကားတို့ရောပေါ့နော်အဲအကုန်လုံးပြီးတော့ဒီလူမျိုးအဲတမန်လူမျိုးရင်းနဲ့လည်းခင်မင်ခွင့်ရရဲဆိုတော့အရန်ဝမ်းတာတာပေါ့နော်ပြီးတော့နိုင်ငံ international ကိုသွားမှာဆိုရဲအတွက်လည်းအဲခုံယူရတာပေါ့အထူးကတော့ဩနောက်ဆုံးတော့ဒီလူမျိုးကားလေးမှာပါအောင်ခွင့်ရရဲဆိုတော့အဲစိတ်ကလေးပေါ့ဟုတ် ဆုံးမဆိုတဲ့ series လေးကအောက်တိုဘာ7မှာစတင်ပြီးတော့ Heavenly နဲ့ Channel 7မှာစတင်ပြီးတော့ပြသတော့မှာဖြစ်ပါတယ်။ဒီကိစ္စမှာဆိုနေကြတော့ຫນွေထန်းနိုင်ဆိုတဲ့အကောင့်မှာလေးတယောက်နေပါဝင်ထားပါတယ်။အခြားဟိုကိုထိုးထိုးတို့ရော writer ကိုအခနဲ့အပါအဝင်အခြားတရုပ်ဆောင်တွေအများကြီးရလဲတကယ်ကိုစိတ်ညစ်ပြီးတော့ကြိုးစားထားတယ်။ပြီးတော့ကင်မရာနောက်ွယ်ကအဲဒီ lighting နေစတင်နေရအစတသိချာချာလေးအားဆိုင်ပြီးတော့ဒါဘာကြောင့်လဲဆိုတော့နိုင်ငံတကာမှာပြဖို့အတွက်ရည်ရွယ်ထားတာဖြစ်တဲ့အတွက်ကိုယ်နိုင်ငံကနေပြရတဲ့အခါမှာအကောင်းဆုံးဖြစ်အောင်တော့အများကြီး တေချာလေးအားစိုက်ပြီးရိုက်ခဲ့တဲ့ team လေးလည်းဖြစ်တဲ့အတွက်စုံမက်ကားလေးထွက်လာရင်လည်းအားပေးချဖို့အောက်တိုဘာ23မှာဆောင်ကြည့်ပေးကြပါအောင်ရှင့်ဟုတ်ပါဟုတ်